ြောင်းအခုလိုမျိုးအကျောင်းနဲ့ခိုင်းတာငါစိတ်ဆိုးတယ်နာတယ်ဟုတ်အာမမခင်နေဝေကကြတော့ကျွန်တော်ဘွားတော့ကြတော့ဘယင်မပဲပေါ့ဇက်ကားထဲမှာဟုတ်ကဲ့ဒီဇက်ကားထဲမှာဒီသီမင်းလတ်တယောက်အနေနဲ့ပြောပြောတာပါသီမင်းလတ်အတွက်ကကြတော့မမမျက်စံကြီးကဘယင်မပါပဲဒီမို့ဝင်သွားရင်ကကြတော့မရတော့ကျွန်တော်ကအဲ့လိုပြောတတ်သွားတာ ်အမအခိုင်နှိမ့်ဝေတော်မှာအာတင်းမင်းလက်ကမထင်ရအောင်နော်တဲ့ရှေ့ယူကားတဲ့အဲမထင်မထင်ရအောင်နော်တဲ့အတက်လက်တက်လက်တတ်နိုင်တယ်နော်စကားလည်းတတ်တာပဲတဲ့မင်းနဲ့မဘလို့ခေါ်လဲကျွန်တော်နာမည်တင်းမင်းလက်ပါမမနဲ့ဆုံတဲ့အချိန်မှာတော့ရင်ခုန်ခဲ့ရတာပေါ့ဒီကြတော့ကတ်လို့អော်လိုက်တာနဲ့ကျွန်တော်မမကိုကြောက်ပါတယ်မမကြီးမမကြီး အဲဒီယမတ်ဇလန်တွဲမှာကျတော့အချစ်ကို အချစ်စိတ်ကိုရှာဖွေနေရဲ့သင်မင်းလက်ဆိုရဲလူတယောက်အနေနဲ့မြင်ရမှာပေါ့နော်အချစ်စိတ်ကကျတော့ရှာတွေ့ရဒါပေမဲ့အများကြီးပဲချစ်စိတ်ကိုတောင်းတပြီးမှကျွန်တော်ကလိုက်ရှာနေနေတဲ့လူတယောက်အနေနဲ့မြင်ရမှာအဲ့ချိန်မှာဘသူတွေနဲ့တွေ့မှာလဲဆိုတော့အမမမျက်စံဒီနဲ့ပေါ့နော်မမမျက်စံဒီနဲ့ကျွန်တော်ကကျတော့အချစ်တွေဝေမျှကြတဲ့ အချိန်တွေမှာဘသူတွေနဲ့ပြန်ပြေးမှကျွန်တော်အခြေစစ်တွေနဲ့ပြန်တွေ့ပြီးမှဘလူတွေဖြစ်လာမလဲဆိုတာကိုကျတော့စောင့်ကြည့်ပြီးပါလို့ကျွန်တော်ပြောချင်ပါတယ်ကြဟုတ်အမမခင်နေဝေကကျတော့ကျွန်တော်ဘဝအတွက်ကျတော့ဘယင်မပဲပေါ့ဒီဇက်ကားထဲမှာဟုတ်ကဲ့ဒီဇက်ကားထဲမှာဒီသမင်းလာတယောက်အနေနဲ့ပြောပြောတာပါသမင်းလာအတွက်ကကျတော့မမမျက်စက်ကြီးကဘယင်မပါပဲမင်းနဲ့မဘလို့ခေါ်လဲကျွန်တော်နာမည်သမင်းလာပါ ုတ်ကဲ့ပါဒီဆက်ကားထဲမှာကျတော့အမတရားတွေဒီနှိပ်ဆက်တဲ့အခန်းတွေပေါ့เนาะကျွန်တော်နှိပ်ဆက်တဲ့အခန်းတွေဒီကျအာဒီဆလမ်းမှာကျတော့ဘယ်လိုပြောပြောရမလဲတယောက်တယောက်ချစ်ချင်းမြပြီးမှချစ်ချင်းမြပြီးမှအဆင်မပြေတဲ့အချိန်တွေမှာပြဿနာတွေအမျိုးမျိုးတက်တယ်ဒီတပူကနေနောက်ထပ်တပူကိုတပူမပြီးသေးဘူးနောက်ထပ်တပူကိုပြန်တက်တယ်အမျိုးမျိုးဘယ်လိုပြောရမလဲအချစ်တွေနဲ့ဖလေရတဲ့ အိမ်ထောင်ရေးကမှာတော်တော်လေးတော့လောင်လောင်ရမယ်လို့အမခံပါတယ်ဟုတ်ဒါပေါ့ကျွန်တော်ဒီမင်းလကကျတော့အချစ်ရဲ့ခြေကျွန်အနေနဲ့တရုတ်ဆောင်ထားတာပါဟုတ်ဟုတ်ကဲ့အာအမခိုင်နင်းဝေနဲ့တရုတ်ဆောင်ရတဲ့အပေါ်မှာကျတော့အမခိုင်နင်းဝေကကျတော့စိတ်အယမ်းရှိရအစိတ်ထားလေးအယမ်းကောင်းတယ်ပြီးကြတော့ကျွန်တော်ချိန်နေရတွေ မဖြစ်အောင်သူအမြဲတမ်းစကားပြောပေးရဲအမြဲတမ်းစပေးရဲအမြဲတမ်းအဲသူစကားပြောပေးရဲအဲ့ချိန်မှာ character တွေစီမျောရတဲ့အခြေအနေမှာကျွန်တော်အတွက်ကကြတော့အပြစ်မှာအမကကြတော့ကျွန်တော်ကိုရိုက်ကွင်းအပြစ်မှာ ရိုက်ကွင်းထဲမှာပေါ့နော်ဒီ one action ရဲ့နောက်ွယ်မှာကျွန်တော်တို့တွေရင်းရင်းနှင်းနှင်းအကုန်လုံးချစ်ချစ်ခင်ခင်နေကြတော့ကျွန်တော်ကိုလည်းဖေးမှပေးတော့ character မှာစီမျောရတဲ့အချိန်မှာကျွန်တော်အတွက်ကအခက်ခဲတော့မရှိပါဘူး တကယ်ကိုအကောင်းဆုံးကျွန်တော်လုံနိုင်ခဲ့ပါတယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ဟုတ်ကျွန်တော်ရမတ်အရန်များတာအခုမထွက်တည်လို့ကျွန်တော်အလဲမရောက်တည်လို့ဟုတ်ကဲ့ပါဒယန်လော့တွေပြောတဲ့အချိန်မှာကျတော့ကျွန်တော်ကဒီမို့ဝင်သွားရင်ကကျတော့မရတော့ကျွန်တော်ကအဲ့လိုပြောတတ်သွားတာအမအခိုင်နေဝင်တော်မှာအာတင်းမင်းလက်ကမထင်ရအောင်နော်တဲ့ရှေ့ယူကားတဲ့အဲမထင်မထင်ရအောင်နော်တဲ့အဲတက်လဲတက်လဲတက်နိုင်တယ်နော်စကားလဲတက်တာပဲတဲ့ နေပြီကျွန်တော်တော့ဟုတ်ကဲ့ပါအမားလည်းချီးကျူးပါတယ်ပြီးကြတော့ဒရိုက်တာတွေကအစမမဘုံလည်းတော်တော်လေးသဘောကျပါတယ်မမတဘုံတော်မှာကျွန်တော်ကိုအာဒီဇလန်သွေးမှာအရန်အားရတယ်မင်းကိုအရန်အားရတယ်ဆိုပြီးမှကျွန်တော်ကိုခဏခဏပြောပါတယ်မမဘုံကိုလည်းကျေးဇူးတင်တယ်အမခိုင်နေမွေကိုလည်းကျေးဇူးတင်ပါတယ်ဗျအဲ့ချိန်မှာကျတော့ကျွန်တော်တင်မင်းလက်ကာရိုက်တာအနေနဲ့ကျွန်တော်စီမျောနေရတဲ့အချိန်ဆိုတော့အမခိုင်နေမွေနဲ့ဆုံတဲ့အချိန်မှာ မမနဲ့စုံတဲ့အချိန်မှာတော့ရင်ခုန်ခဲ့ရတာပေါ့ပြီးကြတော့ကတ်လို့អော်လိုက်တာနဲ့ကျွန်တော်မမကိုကြောက်ပါတယ်မောင်ကလည်းမမလာဆွေးရဲ့နေ့မှာတင်ကဒုံကရင်ဖြစ်ပြီးတော့မောင်ကိုချစ်မိသွားတာနဲ့ဘာသာပြောရင်ကတ်လို့អော်လိုက်တာနဲ့ ကျွန်တော်ကြောက်ပါတယ်တကယ်ကရိုက်တာနဲ့စီမျောသွားရင် ကကြတော့ကျွန်တော်မကြောက်ပါဘူးကျွန်တော်ချစ်ပါတယ်ဟုတ်ဟုတ်ကဲ့ကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးကိုလည်းတကယ်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အခုချိန်ထိကျွန်တော်ကိုအားပေးနေကြတဲ့လူတွေကိုလည်းကျွန်တော်တို့အာဒီနေရဘက်ကလူတွေအားလုံးလည်းကျွန်တော်ခဏခဏဖုန်းဆက်ပြီးမှအားပေးစကားပြောတယ်ရမက်စကားစောင့်ကြည့်နေရဆိုပြီးမှခဏခဏကျွန်တော်ကိုပြောတယ်အာသူတို့တွေကိုလည်းအားလုံးအရောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေလို့ကျေးဇူးတင်ပါတယ်ဗျာ